မမေမွေးနေ့မှာစပြရှင်ပါစေဒီတက်ကလေးပေါ့နော်အောင်မြင်မှုကတော့ခုရရရရပြီးသားဆိုပေါ့နော်ဓာတ်လျှောက်တောက်လျှောက်ကိုအများကြီးဒီတက်မကဒီအနုပညာလမ်းကြောင်းမှာနေပြီးပါလို့ပြောချင်ပါတယ်ပြီးတော့လည်းကျမ်းမာပါစေဒီရတရားတွေလည်းအများကြီးလုံနိုင်ပါစေရစနေပြပါစေတမီးလေး Happy birthday Happy birthday ပါတမီးရဲ့ birthday မှကျွေးဆိုပြောပါမနော်အဲ့လိုမျိုး birthday မှကျွေး ပြောရတယ်ပေါ့ပြောရတယ်ဆက်တယ်ဟုတ်တယ်အဲ့ကြောင့်တန်ကောင်းတာနဲ့ဟုတ်တယ်တန်လည်းကောင်းတယ်ရုပ်လည်းချောက်တယ်သဘောလည်းကောင်းတယ်ပြောလိုက်ပါဦးသမီးရာဟော perfect လေရာအစားပြည့်လူလူချစ်လူကြီးလူချစ်ပေါ့အာမွေးနေမှာချစ်ရတယ်တော့မမမရသုံးပုတ်လောက်ရှိနေမယ်တဲ့သမီးလေးပါသမီးလေးတဲ့လေအေးအေးအေးတိုင်းတိုင်းထည့်လိုက်တော့တော့မဖြတ်နိုင်တော့ဖြတ်နေသမီးလေးတကယ်မချစ်ရတာဘာလို့မလိုက်ချင်စက်ခောက်ဆွဲ အမေရဲ့မမေပေါ့နော်ချစ်ရတဲ့မမေရဲ့အာမွေးနေ့အကြိုလေးဒီပွဲလေးပွဲလေးမှာပြီးတော့သူတို့တူတူဆိုထားတဲ့တခြင်းလေးကိုခုလိုမျိုးတူတူပေါ့နော်မီဒီယာရှေ့မှာလေတငယ်ချင်းတွေနဲ့တူတူနားထောင်ခွင့်ရတဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်ပြီးတော့ချစ်ငယ်ကိုလည်း celebrate လုပ်ခြင်းလို့အကုန်လုံးလာဖြစ်ပါတယ်ချစ်ငယ်ပြောထားတယ်လေသားတွေတမီးတွေနဲ့စုံမယ်နောက်ပြီးတော့သူတို့လည်းဟိုစားစပြီးတော့ချစ်ငယ်အာစပြီးတော့ digest လုပ်ခဲ့ရ ကားတို့သမီးတို့မှာလုံအပ်တာချင်းငယ်ကိုပြောချင်းငယ်အများရာကူညီမယ်နောက်ပြီးတော့အမှုပညာနဲ့ပတ်သက်ပြီးတော့ချင်းငယ်နဲ့အများရာ in touch လုပ်မယ်ဆိုတော့သူတို့ပြောထားပြီးသားအကြောင်းမို့တခုမို့တခုချင်းငယ်ကတွေ့နေပါတခွေးမို့တခွေးအများရာတွေ့နေပါပဲဒါက birthday pre birthday အပြင်တွေ့ဦးမှာပဲအများရာဟုတ်ပါတယ်အများတွေ့မှာမနေလို့ခေါ်တာ ဟုတ်ဟုတ်တယ်အကုန်လုံးကကလေးမမေးလို့ခေါ်ကြတယ်ချင်းငယ်တို့ကအမေတယောက်လိုပဲတဲ့ဘာပြောမလဲဆိုသမီးတို့ပေါ့နော်ဒီဒိုင်ဆောက်လုပ်တဲ့အဲ့တော့ကတခါ reset shoe တစ်ခုမှချင်းငယ်ကိုပြောခဲ့ရပါဘောနော်ချင်းငယ်ကိုအမေတယောက်လိုဒေါ်တယောက်လိုအကုန်လုံးအဲ့လိုတမ်းမှုအာဗာလဲထားပြီးတော့ဆက်ဆံလို့ရရဲလို့ပြောရတဲ့ကြောင့်လို့အဲ့တွေကစားပြီးအကုန်လုံးကအဲ့လိုအမေတယောက်လိုပဲ တို့ family နဲ့ around message ဘာကြီးမနေရဲအလုံးပြောတယ်ကလေးညာနောက်ပြီးတော့ဒီကလေးတွေလည်းချင်းရဘာဖြစ်ဖြစ်လေဟိုစပြီးတော့တို့ရဲ့ challenge ကိုကြည့်ပြီးတော့ချင်းရစပြီးခေါ်ခဲ့တာရွေးခဲ့တာလေအဲ့လိုဆိုတော့ပူပြီးတော့တိုင်ရောစေပူရှိတာပေါ့ကိုကိုသားတွေတမီးတွေအားလုံးကို17ယောက်ဇလုံးတိုင်ရောစေတကယ်ရှိတာအရန်လိမ်ပါတယ်အခုဒီကလေး17ယောက်ဇလုံးအရန်လိမ်ပါတယ်တို့မတောင်မစားဘူးအဲ့လိုမျိုးအပျော်ပါမရှိဘူး စိုးစားတဲ့ကလေးတွေအเจ้าကိုချက်ငယ်ပို့ချစ်တယ်လေနော်ဘယ်လိုလဲတပည့်ပြောလိုက်ပါဦးတချင်းမတရားပါနော်ဆက်လာချင်းချက်ငယ်ကဒီတချင်းဆိုမယ်ဆိုတော့အကုန်လုံးကဒီချင်းကအကုန်လုံးကကြားတော့ကြားပွဲဒါပေမဲ့စိုးဘူးတာနဲတဲ့နဲနဲတဲ့သူရှိရဲဆိုတော့အကုန်လုံးကကီးတွေချိန်ကြတယ်ပြီးတော့အမှဆက်ဆက်လာချင်းတိုက်မယ်ဆိုပြီးချင်းတိုက်တဲ့နေ့မှာအစား အစင်ုံပြေးနေရတယ်။ရိုးရဟာစီဆိုတာအဆောက်လို့စင်ပြေးနေရပါတော့။ဒီတစ်ချင်းလေးအကုန်လုံးတူတူအပေးယူရင်းမျှနေရပါတော့။အဲနဲ recording twin နဲ့ပြီးရရိုက်ခူးရေးနေဆိုလဲအရန်နေပေါ့နော်။တူတူပျော်ပျော်ရွှင်ရွှင်နဲ့ပဲအကုန်လုံးရိုက်ခဲ့တယ်။ပြီးတော့မမတ်ရရငလင်လှုပ်တဲ့နေပေါ့နော် match အာ match 28ရက်နေ့သမီးလေးဖြစ်တယ်ဆိုတော့တကယ်ဟုတ်တယ်ကျေလိုခဏ break နားတဲ့အချိန်လေးမှာဖြစ်တာဟုတ်တယ်ဟုတ်တယ် break နားတဲ့အချိန်မှာဖြစ်တယ်ပေါ့နော်။ဆက်လိုက်ရဲ့လို့ ဒီလောက်ထိအကြီးကြီးဖြစ်မှလို့မထင်ဘူးပေါ့နော်သူတို့ကတော့အပျော်လေးပေါ့လုပ်နေတဲ့အချိန်မှာချင်းငယ်ကအဲ့မှာ break နားရဲ့အချိန်မှာတမတော်သူတို့စင်းစင်းနဲ့ပေါ်မှာကနေရလားမသိဘူးလေမကနဲ့မကနဲ့စင်းစင်းဆိုတော့တို့ကမကနလင်းလုပ်နေသားတို့စင်းသူတို့ကလည်းအေးအေးစစ်စစ်ပဲခလေးကြတော့မကြောက်တတ်ကြဘူးလေမဲတချို့ဒီပါလဲဟိုပါလေခလေးဆိုမဲသူတို့ တီချာကိုဗနိုင်းနေစင်ပြီးတော့အဲလောက်နေတာစင်စင်ဆိုတော့အတိပြတော့မှသူတို့စင်လာကြတယ်စင်ပါရဲ့စင်လည်းရောက်မြေကြီးပေါ်လည်းရောက်သူ့လည်းကြည်လဲလို့ကိုယ်လည်းကြည်လဲလို့သူ့လည်းကြည်ကြတာအလိုလိုပေါ့နော်ကြတာချစ်ငယ်ပါဘူးလေအဲ့ဒါအမှတ်တရပဲအမှတ်တရအဲ့လောက်ကြီးဖြစ်သွားမယ်လည်းမထင်ဘူးတော့တမီးတော့တမီးတော့အလောက်ကြီးပျက်စီးရင်များမယ်မထင်ဘူးပြီးတော့မှအရှောင်းစစ်ဆွေးဆွေးမိမိခံစားလိုက်ရတယ်ကြားစိတ်မကောင်းဖြစ်အရှောင်းစိတ်မကောင်းဒီနေ့ထိလဲချစ်ငယ်လေး ကိုချင်းစာနာနေဘလို့များဘလို့နေကြမလဲဘလို့အိတ်ကြမလဲဘလို့စားကြမလဲချက်ချင်းယူရုပ်ရည်ကြီးဖြစ်သွားကြတာလေသမီးရဲ့ကကြီးကတော်တော်ဆိုးတာပဲဟုတ်ကဲ့နော်အမတ်တရားချင်းဟုတ်ကဲ့အမတ်တရားချင်းလေးဖြစ်တယ်နောက်ပြီးဒီချင်းလေးကတော့ချက်ငယ်လေးကြိုပြီးတော့ပြောချင်တာပါလေဆိုတော့ဒီချင်းလေးကိုချက်ငယ်အရင်တော့ကဆိုရင်တကယ်ဆိုတော့ကြီးနေတဲ့ချက်ငယ်ပါအပါဝင်ပေါ့ဆိုခဲ့တယ်ပေါ့နော်ဆရာဆုံးပွင့်မှုရဲ့အချိန်ကောင်းလေးတစ်ပုတ် အဲ့တော့ဒီခလေးတွေနဲ့အခုပြန်ဆိုတဲ့အခါမှာတကယ်လို့လိုရာလေးတွေရှင်ပူရာလေးတွေရှင်လဲခွင့်လို့ပြပါ။ဘာကြောင့်လဲဆိုတော့ဒီအရင်မူရင်းဆိုတဲ့သူတွေเนี่ยဒီကလေးတွေကြတော့ generation กว่าသွားတယ်အသက်တွေလည်းกว่าသွားတယ်လိုအပ်တာလေးရှင်တဲ့ကလေးတွေကိုချစ်တဲ့စိတ်ရှင်တဲ့ ဟိုပါဖြစ်ပြီးပါလို့ချင်းကကြိုပြောတာပေါ့နော်ကြိုကလေးတော့စ조사ထားတာတော့အမှန်ပေါ့လိုအပ်တာလေးရှိခင်ပေါ့အရင်အရင်ဆိုခဲ့တဲ့အဆိုတော်ကြီးတွေအားလုံးလည်းသူတို့လေးစားလျက်ပါတကယ်လေးစားတဲ့ကလေးတွေ တချင်းတပုတ်ဆိုတော့မယ်ဆိုရင်ဘသူတချင်းဆိုတော့သူတို့အမြဲပြောပြီးဆိုတဲ့ခလေးတွေဆိုတော့ချင်းကပို့ပြီးတော့သူတို့အတွက်ပို့ပြီးတော့ခုံချတယ်လीနော်အရှင်တော့ဆိုရင်အခုဆိုခဲ့တဲ့အရှင်တချင်းဆိုခဲ့တဲ့မူလနဲ့ဟောင်းအဆိုတော်ကြီးတွေအားလုံးကတားပြောသလိုပါပဲကနဝင်းအဆိုကြီးအဆိုတော်ကြီးတွေအားလုံးအဲ့တော့ချင်းကလေဒီတချင်းတွေကြားတဲ့ခါကျတော့ကိုသားတွေသမီးတွေရာလေတနည်းချင်းကတို့အရွယ်ရောက်လာရင်တကယ်အဆိုတော်ကြီးတွေဖြစ်မယ်ကနဝင်းအဆိုတော်ကြီးတွေဖြစ်မယ်အဲ့ဒီစိတ်နဲ့ ချင်းကဒီချင်းလေးရွေးလိုက်တာဟုတ်တယ်ရွေးချင်တာအဲ့လိုရွေးချင်တာငါသားရီသမီးနဲ့လိုက်ပါပဲဒီကလေးသူတို့ပြီးတော့ဒီအတန်လေးနားထောင်ကြည့်ကြသိဘလို့ခေါ်မလဲချူတာနဲ့အရင်လေးလေးနဲ့နဲ့ကလေးဆိုတာဒါပေမဲ့အစိုးရကြီးတွေလောက်တော့ technique မတိုက်မတက်ဘူးเนาะမတိုက်အဲ့ဂျူပြီးတော့ပြောထားတာပေါ့ဗျာဒါပေါ့ဒါပေါ့ဟိုကိုရီးယားချစ်ငယ်ပြောရတဲ့ပုံပါလေဟိုအသက်တွေကြီးလာကြတယ်နေရာတွေကိုလိုက်ရခဲ့ပြီးပြီးတော်လောက်ပြီး အဲပြိသက်တွေကကိုယ်ချစ်လို့သားတွေကိုယ်ကစုံနေရတယ်တော်ဝဲနေတယ်ပေါ့ဝဲလေလေအိုးဝဲလေလေဖြစ်နေရတာလေအမမတော့ကိုယ်ကြီးတော်လောက်ပြီတော်တော်လေးပြိသက်ကလက်ခံနေတယ်အခုဆိုချစ်တယ်ဖြစ်တော်မယ်တန်ရုံးစီဖြစ်တော်မယ်ဆိုပြီးတခါပိုးရလာပြန်လာဖြစ်တော်မယ်ဆိုလာပြန်ကိုအဲ့ဒီခါကျအိုးငေါ့ဒီဟာနဲ့အချူပြီးလို့လားမသိဘူးငေါ့မဖြတ်ခိုင်းတာလားမသိဘူးဆိုပြီးတော့ချစ်တယ်ဆက်လုံးအတဝဲလေလေဖြစ်နေတယ်အိုးဝဲလေလေဖြစ်နေကြတာပေါ့နော်အဲ့တော့ ဟိုအချိန်တန်ချရင်ကိုကနေရာဖယ်ပေးရမယ်ကို့သားတွေသမီးတွေကို့သားတွေသမီးတွေကလည်းထပ်ပြီးတော့သူ့ရဲ့မိရင်မြစ်တွေပေးရမှာလေဒါကတော့ထုံးစံလေငါကြီးပဲငါဆိုရက်နေရာကြီးမှာဘသူမှဘသူမှလည်းမနေရဘူးနေဖို့လည်းမသင့်ဘူးအချိန်တန်အားလုံးဖယ်ပေးရမှာပဲအဲ့တော့ကောင်းကောင်းလေးဖယ်မလားဒါမှမဟုတ်ကလစ်ကောက်ခွေးဖယ်မလားဟုတ်တယ်လားတွန်းချခံပြီးတော့ဖယ်မလားကိုယ့်ရဲ့အုံနောက်နဲ့စဉ်းစားပြီးတော့လှုပ်ရှားမယ် ဆက်လာချင်းပြောရမယ်ဆိုဒီသချင်းကလေပြိသက်တွေလည်းအများကြီးတော်တော်ကြိုက်တဲ့သချင်းဖြစ်တယ်တကယ်လုံးဝတချင်းပေါက်ခဲ့တဲ့ချင်းလေးဖြစ်တယ်တကယ်ကောင်းတဲ့တချင်းတို့ဖြစ်တယ်ဆိုတော့ဒီချင်းဆိုရမယ်ဆိုတော့ဆက်လိုက်မဆိုရဲဘူးအကုန်လုံးတငငယ်ချင်းအကုန်လုံးတို့ဟဲ့ငါတို့ဒီတချင်းဆိုနိုင်မှမလားဆိုရင်အကုန်လုံး တွေးကြတယ်။ဒါတို့ကျွန်တော်ချင်းငယ်တော်ပြောတယ်သမီးတို့ဒီတချင်းရပါမလားပေါ့နော်။အဲ့ဒါနဲ့ပြီးတော့ချင်းငယ်ကလည်းဒါတို့သမီးတို့နဲ့ဆိုရင်စိုးနိုင်ပါပါဆိုပြီးတော့အဲ့ဒါနဲ့သမီးတို့စိုးကြည့်ရယ်။သူတို့ခွန်အားကြီးပြတာပေါ့နော်။မစိုးတက်ဘူးမစိုးဘူးဆိုတာကိုဖြစ်စင်းနဲ့ငါစိုးတက်တယ်စိုးလို့ရတယ်ဆိုတော့စိတ်ကိုငွေ့ရတယ်။အဲ့လိုပေါ့သူတို့အစတွေကသင်ပေးလိုက်တယ်။ချင်းငယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်ဟုတ်တယ်အဲ့လိုလိုလေးတုံးနဲ့လိုက်တာလေးတွေပေါ့လိုက်တာလေးတွေပြီးလိုက်တာပေါ့ကိုယ်အတန်နဲ့ကိုလိုက်မဲ့နေရာလေးတွေအဲ့လိုမျိုးလေးပေါ့ဆိုနားထောင်ကြည့်လိုက်နားထောင်လို့ကြည့်အကုန်လိုက်နေလိမ့်မယ် နာဟိုနာနာထောင်ကြည့်သိပဲကိုစိုးပွဲမှုဆိုတော့ချစ်ကင်နဲ့မောင်နှမလို့အရင်ချစ်ကင်တာလေချစ်ကင်အကူကြီးပဲလေအတူကိုလည်းချစ်ကင်ရတကယ်ကဟိုဂါရပြူတယ်နောက်ပြီးတော့အဲ့ဒီချစ်ကိုဆိုတော့မယ်ဆိုတဲ့အခါကျတော့ချစ်ကင်စိတ်ထဲမှာကဟိုအရင်လူဟောင်းနေချစ်ကင်ပြန်ပတိရတယ်ပြန် miss ဖြစ်တယ်ဟိုကဘီကိုထွေး things မရှိတော့ဘူးနောက်ပြီးတော့ဟိုကိုကိုထွန်းထွန်းလို့ဘာလို့ဆိုတာကနိုင်ငံခြားမှာကိုမာကြီးဆိုလေအထူးတတိယပြီးတယ်ချစ်ကင်လည်းအမြင်တော့လာနေကြတကယ်တကယ်ချင်း ရဲပေါ်ရဲဘက်တူလေးချစ်ကရဲ့မောင်လေးလေးဆိုလည်းမမာဘူးအဲ့တော့ဒီတစ်ချင်းလေးပြန်ဆိုရတာတတိလေးတို့လည်းတတိရတယ်ခလေးတွေကိုလည်းကို့စန္ဒာတိုင်းဖြစ်စေချင်တဲ့ကြည်ရချက်ပေါ့နော်နောက်ပြီးတော့ချစ်ကရဲ့မွေးနေ့ပေါ့အမှတ်တရဖြစ်သွားတာကဘာလဲဆိုတော့ချစ်ကရဲ့ဒီမွေးနေ့အတွက်ကိုသားတွေတမိတွေကပြန်ပြီးတော့မမေးဒါလေးကိုပြန်လက်ဆောင်ပေးချင်တယ်ဆိုတော့အမေတယောက်နေနဲ့ပူပြောတာပေါ့အဲဟုတ်မေလာရင်းမေလာပေါင်းနေပဲတူတယ်အဲ့လိုမျိုးတိရပါမလို့မတိမတိကိုဆက်လာခြင်း ချင်းငယ်ဘယ်လေးလဲမသိဘူးဗောနော်ပြောရမှာချင်းငယ်ကဘယ်လေးရှိရဲလို့ပြောရမေမေမေစက္ကန့်ဟုတ်တယ်စက္ကန့်တွေတမီအားလဲတမီရဲ့ဘယ်လေးမှကျူတယ်ဆိုပြောပါဗောနော်ဘာဖြစ်အဲ့လိုမျိုးဘယ်လေးမှကျင်ပြောရဲပါပြောရဲဆက်တယ်ဟုတ်တယ်အဲ့ကြောင့်တန်ကောင်းတာနဲ့ဟုတ်တယ်အတန်လေးကောင်းနေရုပ်လည်းချောင်းတဲ့သဘောလည်းကောင်းတယ်ပြောလိုက်ပါဦးသမီးအရာ perfect လေးရာအစားပြည့်လူလူချစ်လူခင်ဖြစ်ပါ တပည့်ရေသူတို့ဒီလိုလူပေါင်းများစွာလူပေါင်းများစွာများစွာတွေကပြန်လာတဲ့အော်ဒီရှင်တွေကပြန်လာတယ်ဆိုတာသူတို့ရဲ့တော်လို့ဒီညာတိရောက်လာတာလေ top 10တိရောက်လာလို့ဆိုလည်းမလွယ်ဘူး top 5တိဝင်လာရောက်တော့ဆိုမလွယ်ဘူးသူတို့ရဲ့ကြိုးစားမှုကတအားကြိုးစားတာကလေးတွေအခုခေတ်ကလေးတွေပိုဆိုးတယ်နော်ပိုကြိုးစားတယ်ချစ်ကလေးခေတ်ကမှတော့မကြိုးစားဘူးသူတို့ခေတ်ကအများကြိုးစားတယ်ဆိုတော့ဟိုသူတို့တော်တာတက်တောင်ချစ်ကလေးကမဆန်းတော့ဘူးသူတို့ကြိုးစားလို့ရတာလေနော်အော်နော်အများကြီး 調査ရအောင်မယ်ချင်းငယ်ကိုအတူယူအောင်ဟာများတယ်များရပါတော့သူမျိုးဆိုတခြင်းဆိုရဲဆိုရာသာဆိုရဲပေါ့နော်အဲ့လောက်ဒီချင်းငယ်လို့လို့ပြိသက်တွေနဲ့အပေးယူမြမြပွဲထိန်းတာတွေအဲ့လိုမျိုးပေါ့စကားပြောတာတွေပါအဲ့လိုမလုံနိုင်သေးဘူး credit ဆိုတာဒါချင်းငယ်ဆိုတာဒါသူတို့အတွက် senior ပေါ့နော် senior အဆိုတော်တယောက်ဖြစ်တယ်ဆိုတော့အများအဆအဆရရအများကြီးတူယူရမှာအများကြီးလိုပါသေးတယ်သူမျိုးတို့အတွက်ကတော့စမှာပေါ့တမီးရဲ့ချင်းငယ်အရွယ်ရောက်လာရင်ဒီလိုပဲဖြစ်လာမှာပါတမီးတို့เนาะအချိန်တော့ယူရတာပေါ့နော်တမီးအကောင်းဆုံးတော့လောက်သားမှာပါ ဟိုနေ့ကလားမသိဟိုကဒုံးမလေးဟာပြန်တက်လာတော့ချစ်ကရီးချင်းတာဟဲ့ငါတကယ်လှုပ်တာပဲနော်ကောက်ကောက်ကိုလေးပြန်ပြီးတော့ချီပြန်စဉ်းစားတယ်ဟိုချစ်ကအဲ့လိုဟာတနှောတက်တယ်လीချစ်ကငငယ်လေးတည်းကဟာတပြတ်တော့ဟာတဟာဒီရောက်ချစ်ကစန့်ရှိလို့အဲ့လိုလေးလှုပ်ပြီးသွားတာပေါ့နော်ကဒုံးလေးလှုပ်တယ်ဘိုက်ကြီးရလှုပ်တယ်ပစ္စည်းတွေထွက်လာတယ်ဒါလေးကျတော့ခုရဲ့ idea လေးပေါ့ဟိုဒါလေးကလေချစ်ငငယ်လေးကနောက်ပြောင်တဲ့အကျိုးလေးအကျိုးကျေးဇူးပါသူတို့ငငယ်လေးကကြည့်ခဲ့ရ TV ပေါ်မှာတပြည့်စီးနဲ့တွေ့လာပြီလို့ဆိုပြီးတော့ အဲမဆိုးတော့တယောက်ဆိုတော့ဘောနော်ဒီလိုမျိုးအများကြီးအဲ့တော့ဖတ်ဖတ်ကနေပြည်စုံမှာလုံးဝပြီးပြည်စုံနေဆိုတော့တယောက်ဖြစ်တယ်ဆိုတာကြည်ရင်လည်းတကယ်ပညာရပါတယ်။ဟုတ်ဟုတ်တယ်အဲ့ဒါဟိုဟာဟိုလူကတော့သုံးနှစ်ကထင်နေတာဟုတ်တယ်သုံးနှစ်လောက်ရှိပြီ။မွေးနေ့လေးမှာမွေးနေ့လေးဆိုထွတ်ထွတ်ဖြစ်တဲ့ချင်းကြီးအမတ်တရားလေးလေးပေါ့။အဲမွေးနေ့မှာချစ်ခဲ့တဲ့တော့မှတ်မှတ်ရသုံးပုတ်လောက်ရှိနေပဲတဲ့သမီးလေး။ဒါသမီးလေးတယ်လေ။အေးအေးအေးတိုင်းတိုင်းထည့်လိုက်တော့တော့မဖြတ်နိုင်တော့ဖြစ်နေသမီးလေး။ ဒီကလေးတွေကလည်းဘာပြောလဲဆိုတော့မမေကိုလက်ဆောင်ပေးခြင်းနဲ့ဆိုတော့သူတို့ဒီလို group လိုက်လေးပေါ့အဲဒီဒီစက်တရက်ကလေးရဒါတော့ဂျန်နစ်ကလေးလေးရမပါဖြစ်ဘူးဆိုတာသူတို့ကဆက်ပြီးတော့ပြိုင်ပွဲဝင်ကြတယ်ဆိုတော့မကောင်းဘူးလေဟိုသူတို့ဆက်စုံနေဟို ိုကျွန်တော်ချစ်ငယ်ကခေါ်ယူလိုက်ရင်ချစ်ငယ်တွေမကောင်းပါဆိုလို့ကလေးတွေတွေလည်းမကောင်းပါဆိုလို့ဒီကလေးလေး၄ရောက်လာပြီเนาะကလေးလေးရောက်ကတော့ကြံကြံခဲ့တာပေါ့အရင်ဆိုရင်တာတကယ်ကြီးဆိုကျွန်တော်မမီလေးဆုံးကျင်တာကြော်လေးတို့နန်းနီလေးတို့စောမျိုးစောမျိုးလေးတို့နောက်ပြီးဝိဝိဝိပြီးဟုတ်တယ်တော့အရင်ဆုံးကြာချစ်ငယ်တဲ့ဒါပေမဲ့သားတို့ရေနောက်နောက်တော့တပုတ်လုံးမယ်နော်လို့သားတို့ကပြန်ကြရတယ်ဆိုတော့ချစ်ပြခေါ်လိုက်ရင်မကောင်းဘူးလို့ဟိုစီးဆောင်ရတာပေါ့နော်ဒါနော်ပြန်မပြီးတော့ရင်တော့တမျိုးပေါ့နော်အဲ့ဒါကြောင့် မမေမွေးနေ့မှာဆက်ပြွှင်ပါစေဒီတက်ကလေးပေါ့နော်အောင်မြင်မှုကတော့ခုရရရရပြီးသားဆိုပေါ့နော်တောက်လျှောက်တောက်လျှောက်ကိုအများကြီးဒီတက်မကဒီအနုပညာလမ်းကြောင်းမှာနေပြီးပါလို့ပြောချင်ပါတယ်ပြီးတော့လည်းကျမ်းမာပါစေဒီရတရားတွေလည်းအများကြီးလုံနိုင်ပါစေရစနေပြီးပါစေတမီးလေး Very good Happy birthday ပါ Tight video ဒီထက်မှကအများကြီးပို့လိုလိုက်နိုင်ပါစေ Thank you ကျေးဇူးတင်ပါတယ်